ရှုစနာပင်လေးပါရှိတပင်လုံးကိုဖူးလေးရိုးရိုးစားစားနဲ့အများကြီးကိုပဲဖူးနေရပါယူစနာပင်လေးပါတပင်လုံးကိုပဲဖူးနေနေဝေးနေရပါဒါနောက်တစ်ချိန်ထပ်ပွင့်လာပါယင်းဒီချိန်ပွင့်တော့လည်းချစ်တော်သူများဒီမှာညဝေခဲ့ပြပါလို့ဆိုဒီလေဒီဒီချိန်မှာလည်းအောက်ချီမှာရှိရဲ့ခိုင်းနေရဆာမှာဒီလိုအောက်ချီမှာရှိရဲ့ခိုင်းနေရဆာမှာ ဘူးတွေနဲ့ပင်လုံးကိုဘူးတွေညာကြီးညာကြီးဝင်းနေအောင်ပြနေဝင်းမို့အာယူနေရစေအာယူစနာပင်လေးရဲ့ဒီကယူစနာပင်လေးရဲ့ဘူးတွေပါရှင်အင်းညာရေးဆိုအများကြီးပဲသူ့ကိုစံစည်းရည်လေးပဲလောင်းပေးရတာပါ ရေကိုတော့နှင်းစင်ပုံမှန်နောက်ပါလေဆန်စည်းကြီးလေးကိုဆန်စည်းကြီးလေးကိုကျွန်တော်တို့ဒီနေချင်းဆန်စည်းကြီးမဟုတ်ဘူးကျွန်တော်တို့တပတ်လောက်ထားပြီးတော့မှဆန်စည်းကြီးကိုအပုတ်ခံတယ်လို့ပြောတာဟဲအဲ့ဒါလေးကိုလောင်းပေးတာပါလိုက်ချီပြီးမှဆောင်းမှာခုနေရပါပြီးမှုကြိုင်းနေပွင့်ပါလိမ့်မယ်ဟဲဘဝခါမှာသူတို့က ပို့ပြီးတော့ပွင့်နေနေရသည်ဒီမှာလည်းပွင့်လာပါလေရှင်အခုဆိုရင်မမကြသေးပါဘူးပို့တော့နေရတယ်ပွင့်မှုအဖူရီဘူးဝေဆက်စားနေရှင်နေတာပါရှင်ကျေစနာပင်လေးပွင့်နေတာပါရှင်အဖူးလေးတွေကနေပြီးတော့ လူအပွင့်လေးတွေကိုရသားပါပြီပင်လုံးကိုပဲပုတ်ပြီးလောက်အောင်ပွင့်နေတာပဲအော်အောက်ချီရနေစားပြီးတော့အပေါ်ထိတဲ့ပင်လုံးကိုဝင်စားတာပုံနေရတာဒီပင်လုံးကိုဝင်စားတာကိုပြနေရပါစေနာပင်လေးပါယူစနာပန်လေးတွေပါရှင် ဒီစင်မပန်းသေးတွေပါသူကအပွင့်တော့အပွင့်သေးမျိုးပါအပွင့်ကြီးမျိုးမဟုတ်ပါဘူးသို့တော်ညာလဲရနံ့ကြတော့အပွင့်သေးရပို့ပြီးတော့မှုေးပါလေစီရနံ့လေးရမိုးရင်းဆိုရင်တော့မိုးရေထဲမှာရနံ့မျောမျောသွားတာဆိုတော့အနံ့မှုေးတာရော့ဂလို့ နှွေးကြသည်မိုးမကြခင်မှာပွင့်နေပန်းနေရကြတော့အရင်နဲ့ပိုမွေးတယ်။စပယ်လဲလို့ပဲမိုးမကြခင်ပွင့်နေပန်းနေရပိုပြီးတော့မွေးပါလေရှင်။ယူစနာပင်လေးပါပင်ရဲ့အောက်ခြေမှာရှိတဲ့ခိုင်းလေးတွေကပွင့်နေတာပါရှင်။တချို့လဲအဖူးလေးရှိသေးတာရှိတယ်။တော်တော်များများတော့ပွင့်သွားပါပြီ။ယူစနာပင်ရဲ့ပွင့်လေးပါသူဟာ ရေလည်းအများကြီးမလောင်ရပါဘူးတင့်တင့်ရုံတော့လောင်ပေးရပါတယ်နေအောင်ကြီးကြိုက်ပါတယ်နနက်ခင်းနေကြီးကြိုက်ပါတယ်ညနေခင်းနေတော့မကြိုက်ပါဘူးရှင်စံစည်းကြီးလောင်ပေးရင်ပူပြီးတော့ရှင်နဲ့လည်းမှုေးတယ်အပွင့်လည်းမြိုင်ပါတယ်ရှင်ဒါကျေးဇူးနာပင်၄ပါအဲကျမရဲ့တင်ဆက်မှုတိုင်းကိုစိတ်ဝင်စားနဲ့ကြည့်ရှုပေးသူတူတူတယောက်ချင်းစီတိုင်းကို ားလုံးကျေးဇူးတင်ပါတယ်ရှင်။အပင်လေးရဲ့ဒီ line ကျမဒီဒီဒီဗီဒီယိုလေးအောက်မှာလည်းအကြံပြုလိုတဲ့ဘာပဲဖြစ်ဖြစ်ပေါ့နော်။ comment လေးရေးပြီးတော့အကြံဉာဏ်လေးတွေပေးခဲ့ပါဦးလို့မြတ်တန်ရက်ခံပါတယ်ရှင်။အားလုံးကိုကျေးဇူးပါ။